ဗဒမင်းလူပြေကိုဆင်းလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လောကမှာဒီလိုယူဆယုံကြည်နေကြတော့လည်းပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်30နိဂေ5ပြဓမ္မခန္ဓာပေါင်း7400၊ထိုဓမ္မခန္ဓာပေါင်း7400ကိုဖွင့်ဆိုတဲ့အထက်ကရာတီကာစာအုပ်တွေထဲမှာဘယ်နေရာမှတော့မပါဘူး။ဘယ်နေရာမှမပါဘူး။ ကဲသူတော်စင်တို့စဉ်းစားပြီးတော့ချိတရားမင်းဆင်းနိုင်သလားမဆင်းနိုင်ဘူးလားဆိုတာ ਨੇ ဆင်းကျင်တဲ့တရားဆိုတာတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ခဏလေးဆင်းလာလို့ရနော်ဘယ်လိုစဉ်းစားကြည့်ရမလဲလို့ဆိုလို့ရှိရင်လူပြေမှာနှစ်ပေါင်းတရာဆိုရင်တာဝရိတ္တမှာတည့်ရဲ့မနစ်ကတချံတရားမင်းဆင်းဟိုရောက်လို့မှမကြသေးဘူးပြန်ဆင်းရမယ်ဆိုရင်အနေထားမဖြစ်ပေဘူးလား လူပြေမှာအနှစ်တရာမှတာဝရိန္ဒမှာတရက်ရှိသေးတယ်။ဟုတ်ကဲ့လား။အဲဒီတော့တစ်နှစ်အတွင်းကိုတရားကနေပြီးတော့မနစ်ကဆင်းလာတဲ့တရားဟိုတော့မရောက်သေးဘူးပြန်ဆင်းရမယ်ကိတ်တယ်။ဘာဖြစ်လို့ဆိုလူရဲ့အချိန်ကာလကသိကြုံတောင်းနေတာဝရိန္ဒနတ်ပြေမှာအချိန်ကာလကသိရှည်လျားတယ်။ဆိုတော့တရားမင်းကြီးဘယ်လိုလုပ်ပြီးတော့နတ်ပြေမှာ နေနိုင်မလို့ တမနစ်တခါလူပြည့်စင်းနေတယ်လို့ဖြစ်မနေပြီဘူးလားအဲ့ဒါလို့ယုတ်တိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရားမင်းစင်းတယ်ဆိုတာလက်ခံဖို့တော်တော်ခက်ပါနော်တို့တော်လေးပဲဘုန်းကြီးတို့စာရှိတာလေးကိုဒီနေ့ပြောပြအင်္ဂုတ္တရနိခေနိခေ900ထဲမှာအင်္ဂုတ္တရနိခေဆိုတာရှိတယ်အဲ့ဒီအင်္ဂုတ္တရနိခေထဲမှာသာတုမဟာရာဇသုတ်တံဆိုတာသုတ်တံကိုရှိတယ် အဲ့ဒီသတ္တမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံတဲ့ကြံနဲ့မပတ်သက်ဘူးเนาะတကြံနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ကြီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လှမ်းကြတာပေါ့အဲ့ဒီသုတ်တံမှာဆိုထားတာက လာဆန်းရှိရဲ့လာဆုံးရှိရဲ့ဥပုံနေတွေမှာတဲ့သတုမာရနမင်းကြီး၄ပါးရဲ့အချမ်းရံပြိဿထဲကတောင်းဝန်ကြတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာတွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်မှန်းပါလေတဲ့အဲ့လိုသူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းတော့ဆိုရင် ကိစီခောပဟုမနုသာမနုသေသူမတ္တေယပိတ္တေယသာမိညာပြမိညာဥပောသထံဥပဝသန္တိပတိစာကရောတိပုံညာတိကရောတိသူတို့ထောက်မှန်းတဲ့အချက်ကလေးကကောင်းတဲ့အချက်တွေပဲနော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တရာ မာတုထိတာမိတေယမိဘကိုလှုပ်ချွေးရလားအမေကိုယူသိလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ချွေးကြရလားဂိူးဆိုင်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လန်းနေနော်နောက်တစ်ခုကပစ်တေးရဟာခင်ကိုရောရိုးရိုးသေးသေးလေးစားစားနဲ့လှုပ်ချွေးသမှုပြုကြရလား နှခုပေါင်းလိုက်တော့မစ်တီမတ်တီယာပစ်တီယာအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်ရှောက်ကြရဲ့လားလှုပ်ရွေးကြရဲ့လားလေးစားကြရဲ့လားဒီချက်ကိုမျက်တေကလာပြီးတော့ထောက်နှမ်းပါတယ်ထောက်လန်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှဆိုတာရှိတယ်အိမ်ဆောင်နှဆိုတာရှိတယ်ကျောင်းဆောင်နှဆိုတာရှိတယ်ရက်ွက်ဆောင်နှ ယုတ်ကဆိုးဘုံမဆိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရသိတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သာသမီများဘယ်နှယောက်ရှိလဲမေးလိုက်မှာဟုတ်ကဲ့အေးမြဝတီရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေလေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုခရူးဆိုင်တဲ့ သာသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတော်ဝန်ထမ်းဆောင်နေတဲ့ယဟန်တွေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန်တာပုဂ္ဂိုလ်သာသနာဝန်ထမ်းရှင်ယဟန်မုံမြတ်တဲ့သူတော်စင်တွေအပေါ်မှာ ကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်แท้ဒီမျိုးတွေမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်ခံပါလေနောက်တစ်ခုကဥပောတထံဥပဝတ္တန်တိဥပုံနေတွေများဥပုံဆောင်ကြရင်လားဥပုံဆောင်တဲ့လူများများရင်လားဆိုတာကိုထောက်လန်းတယ်ပฏิစာကရွန်တိ ဥပုသောက်နေဆိုတဲ့ခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပူဆောက်ဆိုတော့ဥပုနေလို့ဥပုသောက်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေကဂျိုးပြီးတော့ဥပုသောက်ဥပုထွက်တဲ့ရက်နဲ့ဂျိုးပြီးတော့ဆောက်အဲ့ဒီတော့၈ရက်ဥပုဆိုလို့ရှိရင်9ရက်နေ့ကဥပုသောက်တယ်၈ရက်နေ့ဥပုသောက်တယ်9ရက်နေ့ဥပုသောက်တယ်3ရက်အကျိုးအပိုနဲ့ဆောက်လာဘူးပဋိသာကရဥပုလို့နုံနုံကြာကြာဆောက်တဲ့ဥပုလို့ခေါ်တယ် ဲ့ဒါလို့ဥပုပ္ပယစောင့်ရရဲ့လားဆိုတာစုံနှမ်းထောက်လာမယ်နော်ပုံညာနေကရွန်တိကုသိုလ်ကောင်းမှုတွေလောက်ကြရဲ့လားအရာထဲမှာခရားကြောင်းကံနဲ့ပတ်သက်ပြီးတော့ခရားတဲတဲကြောင်းဆောက်တဲဆွန်လောင်းတဲစသဖြင့်ကုသိုလ်ကောင်းမှုတွေလောက်ကြရဲ့လားဆိုတာကိုသတ္တမရိနမင်းကြီးတွေရဲ့အချမ်းရန်တာဝန်ကြတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လန်းပြီးတော့နတ်မင်းကြီးတွေစီအစင်ခန္ဓာပို့ရတဲ့ တရားမင်းကဟိုဟာကိုင်ဆင်းဒါကိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့စိတ်မဆင်းထင်ပါဘူးနော်လူပြေကကျွဲလေဈိုင်းနဲ့ကျွဲဆွဲမိလို့ရှင်တရားမင်းပဲအခက်ခံခြင်းခံရမှာအဲ့တော့တရားကလူပြေလာလို့ရှင်တကောအဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇန္တာနတ်အထာကြီးသူ့မှာတိန်တော်မြင်းတစ်ထောင်ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အသိခက်တဲ့ကျွဲစိတ်မထင်ပါဘူးကြည့်ရအဲ့တော့အခု ဘုန်းကြီးပြောတာကစာထဲမှာပါတယ်နော်အဲ့ဒါလို့သတုမာရနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းတယ်ဆိုလာဆန်းရှိရဲ့နာဆုံးရှိရဲ့တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့14ရက်နေ့တွေကျတော့ဘသူတွေလာတော့ဆိုသတုမာရ နတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒါသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြည်မှာလာပြီးတော့ထောက်လန်းနေဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲအေးဒီမျိုးနယ်ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂိယုဆိုင်ကြရဲ့လားအဖေကိုဂိယုဆိုင်ကြရဲ့လားယဟန်တန်ဃာတွေကိုဂိယုဆိုင်ကြရဲ့လားသူတော်ကောင်းတွေများမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေများဆောင်းသုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လား ဒီချက်တွေကိုလိုက်ဆုံးတာအဲ့တော့တရားရှိခင်တော်စင်ပြိဿတို့နဲ့အဲ့မှတ်ထားဖို့ရလောကမှာလူရလူဖြစ်လာလို့ရှိရင်အမေဖြစ်ပြုစုတဲ့ဒီကိစ္စဟာ衲တွေကအမတန်လူလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့衲တွေကဘာကြောင့်လူလားသလဲဆိုရင်衲ပြေမှာ衲ချမ်းသာတွေစီးပိန်တွေခံစားနေရတာအခုလို့မိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုံကိုယ်တွေရရှိတာဒါကြောင့်မို့လို့သူတို့က ဒီလိုကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ကုသိုလ်မျိုးဖြစ်တည်အတွက်ကြောင့်ဒီကုသိုလ်တွေလုံးကြရလားစုံလန်းထားပါမယ်ထို့သူပဲ15ရက်နေ့လက်ပြီလက်ွယ်နေ့များမှာကြတော့သတ္တမရိနတ်မင်းကြီး၄ယောက်ကိုယ်တိုင်ကစုံလန်းထောင်လန်းတယ်အကြမ်းမင်းကြီးဆင်းတယ်လို့မပါဘူးနော်